မင်္ဂလာပါ ACC ကွန်ပျူတာသင်တန်းမှကြိုဆိုပါတယ်ကျွန်တော်နာမည်နိုင်လင်းပါကျွန်တော်ဒီနေ့ပြောပြပေးသွားခြင်းတဲ့သင်ခန်းစာလေးရတော့ပိတ်မိကမှာဓာတ်ပုံပေါင်းပြလို့တဲ့သင်ခန်းစာလေးကိုကျွန်တော်မျှဝေပေးသွားခြင်းပါတယ်ခင်ဗျာကျွန်တော်တို့အပြင်မှာဆိုလို့ရှိရင်ကွန်ပျူကတ်တွေပြီးလို့ရှိရင်ဖိတ်စာတွေမှာဘောင်လေးတွေသုံးဖို့အတွက်ကိုကလှုပ်ရှင်နေဆိုလို့ရှိရင်အလွယ်တကူပိတ်မိကလေးကိုသုံးပြီးတော့ဘောင်လေးတွေပြလို့လို့ရပါတယ်เนาะအဲ့တော့ပိတ်မိကလေးကိုတွားလိုက်ပါမယ် ဒီမှာဆောက်ရွက်သိလေးခေါ်ဖို့အတွက် file name ကိုသွားပါနေယူကိုနှိပ်ပါဒီမှာ a4 ဆိုတာလေးကိုထားပြီเนาะဆောက်ရွက် site လေးမှာ a4 ပါဆောက်ရွက် site လေးကိုလှည့်မှာဖြစ်တဲ့အတွက် white ဆိုတာလေးကိုထားပါတပည့် site လေးကိုအမှန်ချစ်ဖြုတ်လိုက်ပါเนาะ okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါအေးဒါဆိုလို့ရှိရင်ဒီပေါက်လေးကြလာပြီဆိုလို့ရှိရင်စာရွက်ပေါက်လေးကြလာပြီဆိုလို့ရှိရင်ဒီပေါက်လေးရေမှာကိုကဒီ rectangle tool လေးကိုယူပြီးတော့ ကိုလိုချင်တဲ့ကိုဆွဲချင်တဲ့ဓာတ်ပုံပေါင်ရဲ့အရွယ်စားဆိုင်လေးကိုထောင်လေးကနေပြီးတော့ဖိပြီးဆွဲပေးလိုက်ပါနော်ဒီပေါင်လေးကိုထူချင်သေးရဆိုလို့ရှိရင်လည်း element တွေကနေပြီးတော့ထူပြီးလို့ရပါတယ်နော် element တွေကစတုတ်ကိုသွားပါကိုကြိုက်နေတဲ့တဲ့မြင်းချောင်းလေးကိုယူပေးလို့ရတယ်နော်တောင်ကြီးတွေကရှုံးရှုံးနေမလို့ကျင်းဆိုလို့ရှိရင်ခုံးကျင်သေးရဆိုလို့ရှိရင်လည်း element တွေကိုသွားပြီးတော့ rounded ကော်နာမှာကိုကြိုက်နေတဲ့အခုံးလေးထားပြလို့ရတယ်နော်။ Okay ဆိုအရလို့နေပေးလိုက်ပါ။ဒါဆိုလို့ရှိရင်တောင်းလေးရခုံးသွားပြီနော်။ပြီးသွားရဆိုလို့ရှိရင်ကိုကဒီမှာကာတာမန်ထဲကနေပြီးတော့ဒီမှာပုံလေးတင်ကြလာလေးထည့်ကျင်တယ်ဆိုလို့ရှိရင်လည်းကာတာမန်လေးကိုဖွင့်လိုက်ပါနော်။ကာတာမန်လေးကိုရှာရှာလိုက်ပါ CHA ဆိုပြီးတော့ရှာလိုက်ရင်တွေ့ပါလိမ့်မယ်နော်။ပြီးရင်ကာတာမန်လေးကိုဖွင့်ပေးလိုက်ပါ။ဒီကာဒါမလေးတက်ပါဆိုလို့ရှိရင်ကိုကနေပြီးတော့ကိုထည့်ကျင်တဲ့ပုံလေးကိုထည့်ပြလို့ရပါတယ်เนาะအဲဒီမှာဆိုလို့ရှိရင် ဲ U4 ရွှေသေးမှာထည့်ပေးလိုက်မယ်နော် U4 ရွှေသေးနံပါတ်6မှာ Okay ဒီပုံလေးကိုထည့်ပေးလိုက်မယ်နော်ဒီပုံလေးကိုတစ်ချက်နေပြီးလို့ရှိရင် select ကိုနှိမ့် copy ဆိုတာလေးကိုနှိမ့်လိုက်ပါပြီးတော့ရဆိုလို့ရှိရင်ပိတ်မိကဒီတက်တူးလေးကိုယူပြီးတော့ဖိပြီးတော့ဆွဲပေးလိုက်မယ်နော် control ရဲ့ v ရဲ့နှိမ့်ပြီးလို့ရှိရင်ဒါလေးကခဏလေးစောင့်ပြီးလို့ရှိရင် okay ဆိုတာလေးကိုနှိမ့်ပေးလိုက်ပါနော် okay ပြီးတော့လို့ရှိရင်ဒါလေးကအသေးနေရဆိုလို့ရှိရင် control ရဲ့ a နဲ့ select မှတ်ပြီးတော့ ဒီမှာ control panel မှာသူ့ရဲ့ font size ကို20လောက်ထားပေးလိုက်ပါမယ်။အနားခောက်လိုက်ပါ။ကိုကဒီလိုသင်္ကေတလေးဒီဘက်မှာအများကြီးပွားကျင်တာဖြစ်တဲ့အတွက်ဒီပုံလေးကို select ပေးလိုက်ပါ။ edit ထဲကိုသွား copy edit ထဲကိုသွားပြီးတော့ face multiple မှာ ကိုပွားကျင်တဲ့အနေထားအတိုင်းအများကြီးပွားလို့ရတယ်။အဲ့တော့ဒီမှာသူ့ကို34လောက်ပွားလိုက်ပါမယ်။ okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ okay ဒါဆိုလို့ရှိရင်အများကြီးပွားသွားပြီနော်။ပြီးရင်သူ့ကို မြင်းချောင်းလေးကိုသူ့အနေနဲ့လေးဆွဲပေးလိုက်အောင်မယ်။ Okay ဒါဆိုလို့ရှိရင်ကြာမယ်နော်။ဒါလေးပြီးသွားရဆိုလို့ရှိရင်အပေါ်လေးကိုဆွဲကတ်ရှင်တယ်ဆိုလို့ရှိရင်အပေါ်လေးကိုတိုးပေးလိုက်ပါ။ Okay ဒီကောင်လေးသူကနည်းနည်းလေးများနေရဆိုလို့ရှိရင်တခုတော့လောက်ပြန်ပြီးတော့ဖြတ်ပေးလိုက်မယ်နော်ဖြတ်ပေးလိုက်မယ်ပြီးတော့လို့ရှိရင်ပေါ်လာတူးလေးကိုယူပါဒီဘက်ကီးဘုတ်ကနေပြီးတော့ဘောနော်ညာလေးနဲ့ကိုနေထား က်တဲ့နေထားတာတိုင်းဆွဲလို့ရပါတယ်ပြီးလို့ရှိရင်ပွားကျင်နေစဉ်ဆိုရင်ကွန်ထိုးရဲ့ order ရေးဖိပြီးတော့ပွားလိုက်ပါအောက်ကိုလာပြီးတော့ကတ်ပေးလိုက်ပါနော်သူ့ကိုအပေါ်ပြန်ပြီးထောင်းကျင်နေပြန်လှည့်ကျင်နေဆိုလို့ရှိရင်သူ့ကို90 degree ဆိုတာလေးကိုထားပေးလိုက်မယ်နော် okay ဒါဆိုလို့ရှိရင်ဒီအပေါ်ကကောင်လေးကိုပြန်ပြီးတော့လှည့်ပေးလိုက်ရပါမယ်နော်အပေါ်ကကောင်လေးကိုသူ့လိုလေးပဲချွွွွွလေးဖြစ်နေတယ်ဆိုလို့ရှိရင်ဒီမှာသူ့ကိုရာဂိုင်နှုတ်လေးကိုဒီမှာအောက်ကိုချပေးလိုက်မယ်နော် 90ဒီကောင်လေးကိုထားပေးလိုက်မယ်โอเคဒါဆိုလို့ရှိရင်ဒီမှာအောက်ကိုလေးကိုစောင့်သွားပြီเนาะဒီမှာဒီနောက်ကဒီဒီဂရီလေးကိုဒါလေးကိုတစ်ခုနဲ့တစ်ခုကစားပေးလိုက်မယ်ဆိုလို့ရှိရင်ဒါလေးကိုရရယ်เนาะ90နဲ့ထားလို့ရရယ်180နဲ့ထားပေးလို့ရရယ်เนาะအဲ့တော့ဒါလေးကိုအပေါ်လေးကိုကတ်ပေးလိုက်ပါမယ်โอเคဒါလေးကိုကတ်ပေးလိုက်မယ်ပြီးရင်ဒါလေးကိုလည်းအောက်ကိုဆွတ်ချလိုက်မယ်เนาะโอเคဒီမှာ ကြမယ်เนาะပြီးသွားရဆိုလို့ရှိရင်ပွားကျင်တယ်ဆိုလို့ရှိရင်ကွန်ထရိုးရဲ့ order ဖိပြီးပွားလိုက်ပါထောင်းကျင်တယ် degree လေးမှာ60 degree ထားပေးလိုက်ပါမယ်အန်တာခောက်ပေးလိုက်ပါဒါဆိုလို့ရှိရင်ဒီမှာပွားသွားပြီเนาะနောက်တစ်ခုပွားကျင်သေးရဆိုရင်ကွန်ထရိုးရဲ့ order နဲ့ဖိပြီးတော့အလွယ်တကူပွားလို့ရပါတယ်ဒီမှာပိုနေရဆိုလို့ရှိရင် ဖြတ်ပေးလိုက်ပါเนาะတက်တူးလေးကိုယူပြီးတော့ select ပေးလိုက်ပါမယ်ဖြတ်ပေးလိုက်မယ်เนาะပြီးရင် delete okay ဒါလေးက အပေါ်ဆွဲကျင်တယ်ဆိုလို့ရှိရင် keyword ကနေပြီးတော့ order key လေးကိုဖိဖိပြီးတော့ဒီမှာအလွယ်တကူဆွဲပေးလို့ရရယ်နော် pointer tool လေးနဲ့အပေါ်လေးကိုကတ်ပေးလိုက်ပါအပေါ်လေးကိုကတ်ပေးလိုက်ပါရနေသေးရယ်ဆိုလို့ရှိရင်လည်းဖြတ်ပေးလိုက်ပါဦးမယ်နော်တက် tool လေးကိုယူပါဆက်လက်မှတ်ပြီးတော့ဖြတ်ပေးလိုက်ပါနော်ပြီးရင် delete pointer tool လေးကိုတစ်ချက်နေပါအပေါ်လေးကိုပြန်သွားလိုက်မယ်နော် အပေါ်လေးကိုဆွဲကတ်လိုက်ပါမြင်းကြောင်းရည်ဒီမှာရမ်းရှည်နေရယ်ဆိုလို့ရှိရင် ြန်ပြီးတော့ဒီပါနောက်ကိုဆုပ်ပေးလိုက်ပါနော်ပြီးရင်ဒီကိုလာကတ်လိုက်ပါလာကတ်လိုက်ပါ အောက်ရှည်နဲ့အပေါ်နဲ့ကိုကိုအစင်ပြတဲ့အနေအတိုင်းလေးတိုင်းထားပေးလိုက်ပါဒီမှာမြားလေးနဲ့သူ့ကိုဆွဲပေးလိုက်ပါမယ်နော်အပေါ်လို့ကတ်ပေးလိုက်ပါမယ်โอเคကြိုက်တယ်အစင်ပြရယ်ဆိုလို့ရှိရင်သူ့ကိုโอเคအစင်ပြရယ်ကြိုက်တယ်ဆိုလို့ရှိရင်ဒီဘက်ကိုပွားပေးလိုက်မယ်နော်ကွန်ထရိုးရယ်ကွန်ထရိုးရယ်အော်ဒါရယ်ဖိပြီးတော့ဒီဘက်ကိုပွားလိုက်ပါမယ် သူ့ကိုလည်းလှည့်ကျင်တယ်ဆိုလို့ရှိရင်ဒီဘက်ကရာဂိုင်နှုတ်လေးကို60ကိုဒီမှာဒီဘက်60ဖြစ်အောင်ပြန်ပြီးတော့လှည့်ပေးလိုက်ပါနော်โอเคပြီးသွားပြီဆိုလို့ရှိရင်ဒါလေးကိုဒီဘက်ဘေးလေးကိုကတ်ပေးလိုက်ပါโอเคကပ်ပြီးသွားပြီဆိုလို့ရှိရင်ကြိုက်တယ်ဆိုလို့ရှိရင်ရပါရဲ့ကိုကဒီဘောင်လေးကိုမှာပေါ့เนาะဒီဘောင်လေးကိုကိုက အတွင်းထဲမှာပန့်ကက်လေးနဲ့ထားခြင်းနဲ့ပန့်ကက်လေးပုံစံမျိုးလေးလှုပ်ရှင်နေဆိုလို့ရှိရင်လည်းပန့်ကက်လေးအနေနဲ့ထားပြလို့ရရယ်နော်ဒီမှာဘောင်လေးရဒီမှာတစ်ခုလောက်လိုနေသေးရယ်ဆိုလို့ရှိရင်လည်း selection control c ပြီးရင် control v ဆိုတာလေးကိုနှိပ်ပေးလိုက်ပါโอเคဒါလေးကနည်းနည်းကျင်းနေရယ်ဆိုလို့ရှိရင်နည်းနည်းလေးချက်ပေးလိုက်မယ်နော်ဒီဒါဆိုလို့ရှိရင်အပေါ်လေးနဲ့အောက်ကလေးကဒီမှာကိုက်သွားပါလိမ့်မယ်နော်โอเค အဲဒီဘက်ဘေးလေးမှာလည်းဒါလေးကိုလည်းတစ်ခုလောက်ဆက်ပြီးတော့တိုးပေးလိုက်ပါမယ်နော်ဒီမှာဆက်လက်မှတ်ပြီးရင်အဲ control c ပြီးရင်ကာတာရှာ control v okay ရမယ်နော်ဒါလေးကိုလည်းနည်းနည်းလေးသူ့ကိုလည်းပေါင်လေးကိုလည်းချက်ပေးလိုက်အောင်မယ်အပေါ်လေးကိုတိုးကျင်တယ်ဆိုလို့ရှိရင်တိုးပေးလိုက်ပါ โอเคဒါဆိုလို့ရှိရင်ဒီမှာဘောင်လေးလွယ်တကူဆွဲလုပ်ပြီးသွားပြီเนาะအတွင်းထဲမှာလည်းသူ့ကိုပန်းကက်လေးကိုရှင်နေဆိုလို့ရှိရင်လည်းလွယ်တကူကိုလို့ရပါတယ်အဲ့တော့ဒီမှာ rectangle တူးလေးကိုယူပြီးတော့ဆွဲပေးလိုက်မယ်เนาะကိုလိုချင်တဲ့အနေထားနေပြီးတော့ဖိပြီးတော့ဆွဲပေးလိုက်ပါโอเคဒီနေထားကိုရရဲကြိုက်တယ်ဆိုလို့ရှိရင်လည်းလွတ်ပေးလိုက်ပါเนาะလွတ်ပေးလိုက်ဘောင်လေးကသေးနေရဆိုလို့ရှိရင် element တွေကို element တွေကိုသွားပါ stoke ဒီ stoke မှာဘောင်လေးကိုထူပေးလိုက်မယ်เนาะ သူ့အလဲကောင်မှာပန့်ကက်လေးကိုရှင်သေးရဆိုလို့ရှိရင်လေကာဒမယ်ကာဒမယ်ထဲမှာပန့်ကက်လေးတွေကဟာ U4 ဆိုလို့ရှိရင်73 74 75မှာရှိပါတယ်အဲ့တော့55တဲ့ကိုတစ်ချက်သွားလိုက်မယ်နော်ဒီမှာဘေပုံလေးကြိုက်လေကိုကြိုက်နေတဲ့တဲ့ပုံလေးကိုတပုံယူလိုက်မယ်နော်โอเคဒီပုံလေးကြိုက်တယ်โอเคဒါလေးကြိုက်ရဆိုရင်ဆက်လက်မှန်းပြီး copy ဆိုတာလေးနှိပ်ပါပြီးလို့ရှိရင်ပိတ်မိကလေးထဲမှာ cursor လေးစပြီးတော့ control v ဆိုတာလေးကိုထည့်ပေးလိုက်ပါတေးရဆိုလို့ရှိရင်သူ့ကိုကြည့်ပေးလိုက်မယ်နော်သူ့ရာခိုင်နှုန်းကိုတရာရာခိုင်နှုန်းလောက်ထားပေးလိုက်ပါမယ် အန္တခေါ်လိုက်ပါ Okay ဒါဆိုလို့ရှိရင်ရမယ်နော်ပွားခြင်းတရဆိုလို့ရှိရင်သူက၄ခု1400ဆိုတော့၄ခုပွားလိုက်မယ်နော် control ရဲ့ order ရဲ့နည်းဖြစ်ပြီးတော့ပွားလိုက်ပါ control ရဲ့ order ရဲ့ပွား control order control order ပါပြီးလို့ရှိရင်ဒါလေးကိုအပေါ်ကတ်ပါနော်သူ့ကိုညာလေးနဲ့ပေါ့နော် arrow key နဲ့ဒီမှာအလွယ်တကူပွားလို့ရပါတယ်ဒီလိုမျိုးလေးဒီမှာ ဟိုအစိပ်ပိုင်းလေးရာဒီမှာဖျားထွက်သွားရဆိုလို့ရှိရင်လည်း control ရယ်0ရယ်နဲ့ဒီမှာပြန်ပြီးတော့ထားပြလို့ရရယ်နော်ဒါလေးကိုလှည့်ပေးလိုက်မယ်ဒီဘက်က90ဒီဂရီကို180ကိုလှည့်ပေးမယ်ဒီမှာအပေါ်လေးကိုကတ်ပေးလိုက်အဲဒီလိုမျိုးဒီမှာအစိပ်ပိုင်းနေဖြစ်သွားရဆိုလို့ရှိရင် control ရယ်0ရယ်နဲ့အလွယ်တကူထားပြလို့ရရယ်နော်ဒါလေးကိုဒီမှာအပေါ်လေးကိုတိုးပေးလိုက်ပါမယ်โอเคจ่ายတယ်ပေါ့เนาะပြင်ဒါလေးကိုလည်းလှည့်ပေးလိုက်မယ်သူ့ကိုဒီမှာ180ဒီဂရီပြီးရင်โอเคကစားလို့ရရယ်เนาะ တို့ကိုကစားပေးလိုက်မယ်။ Okay ဒါဆိုလို့ရှိရင်လား။ဒါပဲเนาะဒါလေးဒီကိုတို့ဘန်နယ်ပေါက်လေးကိုလည်းအပေါ်လေးကိုထားပေးလိုက်အောင်မယ်။ Okay ဒီကောင်လေးကိုလည်းလှည့်လှည့်ပေးလိုက်မယ်เนาะ။ဒီဘက်မှာ color ပေါက်လေးမှာဒီမှာ degree လေးကိုလှည့်ပေးလိုက်ပါ။ Okay ဒါဆိုလို့ရှိရင်ရမယ်เนาะ။ဒီဘက်ဘေးလေးကိုကတ်ပေးလိုက်ပါ။ကတ်ပေးလိုက်ပါ။ Okay control ရဲ့0ရဲ့နှိပ်ပေးလိုက်ပါ။ okay ဒါဆိုလို့ရှိရင်ဒီမှာဓာတ်ပုံပေါင်လေးရယ်တကူနဲ့ဆွဲလို့ပြီးသွားရင်နော်သူ့ကိုပေါင်းကျင်အကုန်လုံးပေါင်းကျင်တယ်ဆိုလို့ရှိရင်အကုန်လုံးဆက်လက်မှတ်လိုက်ဆက်လက်မှတ်ပြီးသွားရင်ဆိုလို့ရှိရင် element တွေကနေပြီးတော့ group ကိုနေပေးလိုက်ပါနော်ဒါလေးက group ဖွဲ့တာပါ okay ဒါဆိုလို့ရှိရင်ပိတ်မိကလေးကိုအသုံးပြုပြီးတော့ဓာတ်ပုံပေါင်လေးအလွယ်တကူအသုံးလို့ရပါမယ်နော်ဒီဓာတ်ပုံပေါင်လေးကိုအသုံးပြုပြီးတော့ကို ဟုတ်အဲဂွန်ပြုမှတ်တမ်းလာကတ်လေးမှာသုံးလို့ရပါတယ်เนาะဒါဆိုလို့ရှိရင်ဒီသင်ခန်းစာလေးရမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေပါစေခင်ဗျာ